်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်သမအောင်ဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အထီးကျန်နေခြင်းဆိုတဲ့ကောင်းစဉ်နဲ့ဟေပြဲအခန်းကြီး၄အငယ်၁၄ကနေ၁၆ကိုဆင်ခြင်သွားခြင်းပါတယ်။ ယခုမူကားကောင်းကင်ဘုံတဲသို့ကြွဝင်တော်မူသောယဘရောဟိတ်မင်းအကြီးတီးဟုသောဖျားသခင်ဤသားတော်ယေရှုသည်ငါတို့၌ယဘရောဟိတ်မင်းဖြစ်တော်မူသောကြောင့်ငါတို့သည်ဝန်ခံခဲ့ပြီးသောအရာ၌တည်ကြည်ကြကုန်အံ့ငါတို့ယဘရောဟိတ်မင်းသည်ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျင်နာနိုင်တော်သူမဟုတ်ငါတို့ခံရသည့်ဤတူအမျိုးမျိုးသောစုံစမ်းနောက်ဆက်ခြင်းတို့ကိုခံဘူးတော်သူ ဖြစ်တော်မူ၏ တို့ရာတွင်ဒုစရအပြစ်နှင့်ကင်းလွတ်တော်မူ၏ထို့ကြောင့်ငါတို့သည်တနာခြင်းကယုနာကူ၎င်းတော်လျော်တော်မဆခြင်းကျေးဇူးတော်ကူ၎င်းခံရမည်အကြောင်းရဲရင်သောစိတ်နှင့်ကျေးဇူးပလင်တော်တို့တိုးဝင်ချီကပ်ကြကုန်အံအခုအချိန်ကာလဟာလောကနဲ့ပတ်သက်တဲ့အရာအမျိုးမျိုးဟာအလွန်ပဲတိုးတက်မြင့်မားလာခြင်းတွေနဲ့အတူဤပညာတွေကလည်းပုံပြမ တိုးတက်လာပါတယ်။ဤပညာအရာ ကျွန်တော်တို့တယောက်နဲ့တယောက်ဆက်သွယ်နိုင်တယ်ဆိုပေမဲ့အတော်များများက အထီးကျန်နေကြတုံးပဲဖြစ်တယ်။အထီးကျန်တဲ့ဝေဒနာကို ကုစားဖို့အတွက်စစ်မှန်တဲ့အဖြေကတော့ဘုရားသခင်နဲ့ယဉ်နီးတဲ့ဆက်ဆံရေးပဲဖြစ်တယ်။ကျွန်တော်တို့ကပ္ပဝဉ္စအခန်းကြီးတငယ်26ကိုကြည့်မယ်ဆိုရင်ဘုရားသခင်ကလူကိုငါတို့ပုံသဏ္ဍာန်နဲ့အညီလူကိုဖန်ဆင်းချမ်းဆုလို့ဆိုတဲ့အခါမှာ ဘုရားသခင်နဲ့အဆက်အသွယ်ပြုဖို့အတွက်လူသားမျိုးနွယ်ကိုဘုရားသခင်ကဖန်ဆင်းခဲ့ပါတယ်။အာဒံနဲ့ဧဝတို့ဟာဘုရားသခင်နဲ့ယဉ်နီးတဲ့နှောင်ကြိုးရှိခဲ့ပြီးမြဲလေသူတို့ကဘုရားသခင်ရဲ့စကားကိုနားမထောင်မနာခံတဲ့အတွက်ကြောင့်မလို့ဆက်ဆံရေးတွေအကွဲအပြဲဖြစ်ခဲ့ရပါတယ်။အပြစ်တရားဟာအာဒံနဲ့ဧဝတို့ကနေတဆင့်ဒီလောကတွေကိုဝင်လာတာနဲ့တပြိုင်နက်အာဒံနဲ့ဧဝကနေဆင်းသက်လာတဲ့သူတိုင်းဟာ အပြစ်ဗီဇာသဘောတဘာဝကြောင့်အပြစ်ရှိနေကြပြီးတော့ဘုရားသခင်နဲ့ကင်းကွာကြရပါတယ်။ဟိရှာယအခန်းကြီး59အငယ်1မှာသင်တို့ဒုစရိုက်သည်သင်တို့ကိုဘုရားသခင်နဲ့ကွာစေပြီးကြားတော်မမူစေခြင်းကသင်တို့အပြစ်သည်မျက်နှာတော်ကိုလွှဲစေပြီးလို့ဆိုတဲ့အတိုင်းအပြစ်ရဲ့အကျိုးဆက်အနေနဲ့ဘုရားသခင်နဲ့ကွဲကွာသွားရပါတယ်။ဒါပေမဲ့လည်းဘုရားသခင်ကသူ့ရဲ့ချစ်ခြင်းမေတ္တာကြောင့်ဘုရားသခင်နဲ့ လူသားတွေရဲ့ကြာကွာဟချက်ကို ပေါင်းကူးဖို့အတွက်နီလန်တစ်ခုကို စီစဉ်ခဲ့ပါတယ်။အဲ့ဒါကတော့သခင်ယေရှုခရစ်တော်ကိုလောကကတိုင်အပေါ်မှာလောကရဲ့အပြစ်တွေကို ဆောင်သွောင်းစေခြင်းပဲဖြစ်တယ်။အဲ့ဒီလိုဆောင်သွောင်းပေးခဲ့တဲ့ အခါမှာကျွန်တော်တို့အပြစ်တွေကိုကိုရောတိုင်ခံယူခဲ့ပါတယ်။အပြစ်ခွန်ချင်းအတွက်သူ့ရဲ့ကိုယ်ခန္ဓာကိုယ်ရစ်အနေနဲ့အပူဇော်ခံခဲ့ခြင်းကိုယုံကြည်တဲ့သူတိုင်းလောကကတိုင်နဲ့ တတားထူထားခြင်းအပြင်ကွဲကွာနေတဲ့ကြောက်ကိုပြတ်ကျော်နိုင်မှာဖြစ်တယ်။သခင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်အနေနဲ့ယုံကြည်တဲ့သူတိုင်းဟာပြသခင်နဲ့ပြန်လည်တင့်မြတ်ခြင်းကိုရရှိကြပါတယ်။ဆုလိုတာကတော့ပြသခင်နဲ့မှန်ကန်တဲ့ဆက်ဆံရေးကိုချက်ချင်းပြန်လည်ရရှိစေပါတယ်။ပြသခင်နဲ့ပြန်လည်တင့်မြတ်ခြင်းရတဲ့အခါမှာကျွန်တော်ဟာဘယ်သောအခါမှတယောက်တည်းမဟုတ်တော့ပါဘူး။ တရားဟောရာကျမ်းအခန်းကြီး31အငယ်6မှာမောရှိကဣတိလပရိသတ်ကိုပြောခဲ့သလိုအာယူ၍ရဲရင်ခြင်းရှိကြလောမစိုးရင်ကြနဲ့သူတို့ကိုမကြောက်ကြနဲ့ထာဝရဘုရားသည်တင်တို့ဘုရားသခင် ဖြစ်၍တင်တို့နဲ့အတူ ကိုယ်တိုင်ကြွတော်မူမည်တင်တို့ကိုစွန့်တော်မူမူပြစ်ထားတော်မူမူလို့ဟောပြောခဲ့ပါတယ်ကျွန်တော်အနေနဲ့တခါတလေမှအတိအကျနဲ့လို့ခံစားရနိုင်ပေမဲ့လည်း ကျွန်တော်တို့ရဲ့အပြစ်အလုံးစုံအတွက်လဝါကတိုင်မှာကိုစားအသေးခံပြီးပြီးတော့၃ရက်မြောက်တဲ့နေ့မှာ ရှင်ပြန်ထမြောက်တော်မူခဲ့တဲ့သခင်ယေရှုခရစ်တော်ဟာအသက်ရှင်နေတဲ့ဘုရားသခင်ဆင်စစ်ဖြစ်ကြောင်းတက်တည်ထင်ရှားသလိုယုံကြည်လက်ခံတဲ့သူတိုင်းအတွက်ဘုရားသခင်ရဲ့ကျင်းဝတ်တော်မူတဲ့တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့နဲ့အတူကိန်းဝန်းပြီးတော့အဖို့အဖြစ် ကျွန်တော်တို့စိတ်လုံးကိုနှစ်သိမ့်မှုပေးပါလိမ့်မယ်။ယောဟန်အခန်းကြီး၁၄အငယ်၁၇မှာ ထိုဝိညာဉ်တော်ကို လောကီသားတို့သည်မသိမမြင်သောကြောင့်မခံမယူနိုင်ကြ။ထိုဝိညာဉ်တော်သည်သင်တို့နှင့်အတူတည်နေ၍သင်တို့၌ရှိတော်မူသောကြောင့်သင်တို့သိရကြ၏လို့ဆိုထားပါလေ။ဒါကြောင့်ကျွန်တော်တို့အထီးကျန်နေတဲ့အချိန်မှာဘုရားသခင်ရဲ့ချစ်ခြင်းမြတ်တာနဲ့ဂရုစိုက်မှုကို ကျွန်တော်တို့ကိုတတိပေးဖို့အတွက်ဘုရားသခင်ကို တောင်းလျှောက်ရမှာဖြစ်တယ်။ဆာလံဆရာကတော့သူအထီးကျန်နေချိန်မှာ ဘုရားသခင်ကိုဆုတောင်းခဲ့တဲ့အကြောင်းကိုတရားနှစ်ခုမြောက်သောဆန္ဒအငယ်၁၇မှာဖော်ပြခဲ့ပါတယ်။ဒါကြောင့်အဖို့လူနေတဲ့အချိန်အထီးကျန်နေတဲ့အချိန်မှာကျွန်တော်တို့ဘလို့တုံ့ပြန်သင်ပါတယ်လေ။ဘုရားသခင်စီကိုတိုးဝင်ခြင်းကကျွန်တော်တို့အထီးကျန်ခြင်းကိုပြတ်ကျော်ဖို့ကူညီပေးနိုင်ပါတယ်။ကျွန်တော်တို့လုံနိုင်တာက အထီးကျန်တဲ့ခံစားချက်ကိုလက်ခံပါယုံကြည်သူခရိယန်တယောက်ဖြစ်ခြင်းကကျွန်တော်တို့တယောက်တည်းခံစားရမယ်လို့မဆိုလိုပါဘူး။ တကယ်တော့ဒါဝိရဲ့ဇာလံတချင်းတော်တော်များများက သူ့ရဲ့အထီးကျန်နေခြင်းအဖော်လူနေတဲ့ဆန္ဒကို ဖော်ပြပါတယ်ကျွန်တော်ဟာဘုရားသခင်စီကိုဆုတောင်းပြီးတော့ကျွန်တော်တို့ခံစားချက်တွေကိုဖော်ပြတဲ့အခါကိုတော်ကအပြေပေးမှဖြစ်တယ်62ခုမြောက်သောဇာလံအငယ်15မှာသူသည်ငါ့ကိုခေါ်သောအခါငါထုမိဒုက္ခခံရသောအခါသူ့ဘက်မှငါနေ၍ချမ်းသာပေးမိသူဤဘုံကိုလည်းထင်ရှားစေမယ်လို့ဆိုထားပါတယ် ကျွန်ုပ်ကိုထွေးပွေထားဖို့ဘုရားသခင်ကို တောင်းလျှောက်ပါ သူရဲ့တုံ့ပြန်မှုဟာလူသားချင်းကျင်နာတဲ့ပွေဖက်မှုလိုပဲမှန်ကန်မှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့နဲ့ဘုရားသခင်ဆက်ဆံရေးကိုဆက်လက်ပြီးတော့မှမွေးမြူသွားဖို့ပဲဖြစ်တယ်ကျွန်တော်ကကောင်းနေတာပဲဖြစ်ဖြစ်ဆိုးနေတာပဲဖြစ်ဖြစ်ကိုရော့စီကိုညွန်ပြပေးမဲ့မိတ်ဆွေတငယ်ချင်းတွေ ရှိဖို့ကျွန်တော်တို့ဆုတောင်းတင်ပါတယ်ဒီလူတွေကကျွန်တော်ရဲ့အမားကိုမြင်ပြီးတော့ ပြုပြင်ပေးမဲ့ကျွန်တော်တို့ကိုချစ်တဲ့သူတွေပဲဖြစ်တယ်။နောက်တစ်ခုကနှုတ်ကပတ်တော်တမချန်းစာမှာခိုင်မြဲစွာ အခြေချထားရမှာဖြစ်တယ်။ကျွန်တော်အထီးကျန်နေတဲ့အချိန်များအတွင်းမှာတမချန်းစာအမှန်တရားကိုစွဲစွဲမြဲမြဲဆွေးကင်ထားတဲ့အခါကျွန်တော်တို့ဟာဘုရားသခင်ကိုပုံမူတည်ကျွမ်းတဲ့နားလည်မှုအားဖြင့်အဆုံးသတ်နိုင်လိမ့်မှာဖြစ်တယ်။ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာနှင်းမြုပ်ပြီးတော့ကိုရောရဲ့ဂရုတော်တွေကိုအလွတ်ကျက်မှတ်ပါ တခါတလေမှာကျွန်တော်အားလုံးအထီးချမ်းမှုတွေရဲ့ဝေဝါးမှုတွေကြားထဲမှာကျင်လည်နေကြရမှာဖြစ်ပေမဲ့လည်းဘုရားသခင်ကဝေဝါးမှုတွေကိုရှင်းလင်းသွားစေမဲ့လမ်းပြပေးမဲ့အလင်းပဲဖြစ်တယ်တကယ်လို့ကျွန်တော်တို့ဟာအထီးချမ်းဆန်တဲ့ခံစားချက်တွေနဲ့ရုန်းကန်နေရမယ်ဆိုရင်ဘုရားသခင်စီကို အကူအညီတောင်းဖို့သူ့စီကိုဆုတောင်းပြီးတော့ယဉ်ဖွင့်ပါဈာနာဆင်ခြင်ခဲ့တဲ့သူတိုင်းအထီးချမ်းခြင်းကတွမြောက်ပြီးတော့ သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုပရောဖက်ခင်နဲ့ဆက်ဆံရေးတဲ့ကို ပြန်လည်ရောက်ရှိလာစေဖို့ဖန်ဆင်းပေးခဲ့တယ်။ကျွန်တော်ကအခုဘယ်တော့မှတယောက်တည်းမဟုတ်ဘူးဆိုတာကိုသိနာလေပြီးတော့ပရောဖက်ခင်အတူရှိနေကြောင်းနားလေခံစားနိုင်ကြပါစေ။အာမင်။ဤကွာတဲ့နှုတ်ပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်